မနက်ဖြန်အိယာကယုံထပြီးလိုင်းတယ်လို့လေဘေးစစ်တွေတင်းကျပ်နေပြီးရခင်ကလိုလှုပ်ရှားလို့မရတော့တယ်လို့ဖြစ်နေပါတယ်။အိယာကဆင်းသွားတဲ့အချိန်မှာလဲချက်ချင်းစားခုနားကြတဲ့နာကျင်မှုကိုခံစားဒီဟာကအရန်အနေကြီးတဲ့အချက်ပြဖြစ်ပြီးအရွယ်အိုဆင်းမှုကြောင့်ဖြစ်တဲ့အစ်စ်အုံးတို့ အစစ်ချိုးခွဲခွဲခြင်းတို့ကိုသတိပေးသည့်လက္ခဏာပါအိထပီးချိန်မှာအစစ်အဟက်တွေတင်းကျပ်ပြီးမလုံရှားနိုင်တာများတဲ့လူတွေဟာအစစ်များထိုင်းမောစပြီးသွားတဲ့လက္ခဏာတွေပေါ်ပေါက်လာနေသူတို့အပြင်အသက်ကြီးလာပြီးအရွယ်အိုဆင်းမှုကြောင့်အစစ်အဟက်တွေဘေးနဲ့ပျော့နှမ်းလာတဲ့သူတွေအစစ်အစာရောဂါမျိုးမျိုးနဲ့လည်းရင်ဆိုင်နေရသူတွေကလည်းဒီအခြေအနေတွေကိုတွေ့ကြုံပါသည်ဒါကပုံမှန်နာကျင်မှုတစ်ခုမဟုတ်ဘူးဒီလိုနာကျင်မှုဟာတင်းစစ်ဟန်းနဲ့မြေအရာတက်ကျမ်းမာရေးမှာပြဿနာဖြစ်လာနေကြောင်းပြသနေတဲ့အချက်လက်စောင့်ပျော်နေမနေပဲယခုတင်ပြန်ဆောင်ရွက်ပါအင်ကြသွားရင်တင်းနေစဉ်ဘဝမှာ ခက်ခဲမှုတွေပိုများလာနိုင်ပါတယ်။အိတ်ချသွားချိန်အစ်စ်တင်းကြက်ချင်းရှိတာလား။အခုပဲမှတ်ချက်တင်ပါသို့မဟုတ်ပစ္စည်းချိန်ကိုဒါရိုက်မက်ဆေ့ထွက်ပို့ပြီးအခက်မဲ့ချိန်ပြုတ်ချက်တွေကို